American ဒုသမ္မတကာကွယ်ရေးဝန်ကြီးတို့ပါဝင်တဲ့ဒီအထူးထိပ်တန်း Global Group Chat ခုမှာ ကရင်မတ်ဦးကိုမှားထည့်ခဲ့မိလို့ပြဿနာတက်ကုန်ပြီလို့သိရပါတယ်။အကြသေးမီကယင်းမြန်နိုင်ငံမှာရှိတဲ့ဟူသီတပ်တွေကိုအမေရိကန်ကလေကြောင်းစစ်ဆင်ရေးပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီးလဲအစိုးရ Signal Group ချက်ထဲမှာဒီ Atlantic Magazine ရဲ့ Editor ချုပ် Jeffrey Gobel ကိုမတော်တဆထည့်သွင်းခဲ့ရကနေ Jeffrey Gobel အနေနဲ့စစ်ဆင်ရေးမစခင်ကတည်းကအကုန်ကြိုတိခဲ့ရကြောင်းသူ့ရဲ့ Magazine မှာသတင်းဆောင်မှာရေးသားဖော်ပြခဲ့ပါတယ်။ အဲ့ဒီဆောင်းပါးကောင်းစီကတော့ Trump အစိုးရဟာကျွန်တော်ကိုသူတို့ရဲ့စီးရေးအစီအစဉ်နဲ့မတော်တဆစာပို့ခဲ့မိတယ်ဆိုပြီးဖော်ပြထားပါတယ်ဟူဒီ PC small group နာမည်နဲ့အဆက်ရှိဦးပါတဲ့ group channel ကိုသူ့ကိုမက်လောက်19ရက်နေ့ကထည့်ခဲ့တာဖြစ်ပြီးအဲ့ဒီမှာအထက်မှာ American ရဲ့ရေမင်းပေါ်လေကြောင်းတိုက်ခတ်မှုအစီအစဉ်နဲ့ဆွေးနွေးနေတာတွေ့ခဲ့ရတယ်ဆိုပါလေ group channel က American အစိုးရအရာရှိတွေစစ်စင်ရေးအတွက်ပြောကြားချက်တွေကို yes well like screenshot တချို့ကိုဖော်ပြထားပြီ အဲ့ဒီလိုပြောကြချက်တွေတိုင်းရင်မြင့်ရဆန္ဒမှာဘုံကျဲတန်နေကြတဲ့အခါချက်တဲကအစီအစဉ်တွေဟာတကယ်ဖြစ်နေပြီဆိုတာ သူသိခဲ့ရကြောင်းလဲဝန်ခံပြောပါတယ်။ဒါအပြင် group chat ထဲမှာဘသူတွေပါဝင်လဲဆိုတော့အမျိုးသားလုံးတွေအကြံပေးပုဂ္ဂိုလ် Michael Walsh ထောက်လိုက်ညွှန်မှုချုပ် John Radcliffe ကာကွယ်ရေးဝန်ကြီး Pete Hazard လို့ထိတ်တန့်ရရှိတဲ့ပါပါတယ်။သူတို့တွေကတိုက်ခတ်မှုမစတင်ခင်နဲ့စတင်ပြီးချိန်မှာ chat လက် update တွေပေးပို့ခဲ့တာဆိုပါတယ်။ မရိကန်ဆိုရကဒီဖြစ်ကိုတည်ပြုပြီးဒါဟာမတော်တဆလို့ပြောပါတယ်။ဒါပေမဲ့ဒီလိုအမားမျိုးကိုဘယ်လိုကောက်ွယ်မလဲဆိုတာနဲ့ပတ်သက်ပြီးတိကျသေးကြတဲ့အစီအစဉ်ကိုထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။တကယ်တော့ဒါဟာအမေရိကန်ဆိုရအတွက်ကြီးမားတဲ့လုံခြုံရေးကြိုးပမ်းမှုကြီးဖြစ်ပါတယ်။စစ်စင်ရေးလှုပ်ရှားမှုအစီအစဉ်တွေအားလုံးဝအချက်လက်တွေဖြစ်ပြီးဒါရီယာဟူတီတွေကသာကြိုသိကြရင်အမေရိကန်စစ်သည်တွေအတွက်အန္တရာယ်ကျရောက်နိုင်မှာဖြစ်ပါတယ်။သမန်ထရန်ကတော့ဒီအတ္တလန်တစ်ရဲ့ဆောင်းပါအကြောင်းကိုမိမိအနေနဲ့လုံးဝမသိဘူးဆိုပြီးတော့ပြောင်းပြောခဲ့တာပဲဖြစ်ပါတယ်။ မိမိအနေနဲ့အဲ့ဒီ group chat ထဲမှာလဲပါဝင်ပတ်သက်ခြင်းမရှိဘူးလို့တမန်တော် Trump ကပြောပါတယ် group chat ကိုဥဆောင်တာကတော့ American ဒုသမရဖြစ်တယ်လို့လည်းဆိုပါတယ်ဒါအပြင်ကောက်ဝေးဝန်ကြီးလည်းပါပါတယ်လို့ဆိုရင်အင်ဖြူတော်ကတော့ဒီကိစ္စကိုဝန်ခံပါတယ်။ကာဝေးဝန်ကြီးပိတ်ဟဆက်ကတော့ဘယ်သူမှစစ်ပွဲစီစဉ်နေစာပို့မနေပါဘူးလို့ပြောညင်းထားပါတယ်။အဲ့ဒီလိုပြောညင်းထားပေမဲ့လည်းစကွင်ရှော့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပိတ်ဟဆက်က ဘာမှတုံ့ပြန်ခြင်းမရှိပါဘူးဒါအပြင်အဲ့ဒီတိုက်ပွဲမှာသုံးမဲ့လက်နက်တွေတိုက်ခတ်မှုအစီအစဉ်တွေကအစားအသေးစိတ်ပါဝင်တယ်လို့ဆိုပါတယ်ဒါဟာ signal ကိုအစင်ချင်မဲ့သုံးတဲ့လောက်ရက်လို့ဆိုပါတယ်အရီဂူထံမှာဒုသမ JD Bands လည်းပါပါတယ်နိုင်ငံခြားရေးဝန်ကြီးမှာကိုရိုဘီယိုလည်းပါပါတယ်ဒါအပြင်ဘန်နာရေးဝန်ကြီး Scott Bassan အင်မီတော်ရုံးဖွဲ့မှုစုစီဝိုင်းမြို့သားလုံးကျွန်းကောင်စီထိတ်တန်းဖွဲ့ဝင်တွေပါပါတယ် လွှတ်တော်ကတည်ပြုခန့်အပ်ထားခြင်းမရှိသေးတဲ့မြို့သားအကြမ်းဖက်မှုတိုက်ဖျက်ရေးစင်တာညှဉ်းပန်းမှုလောင်းဂျိုးကန့်လည်းပါပါတယ်ဒီလိုမျိုးထရန့်ရဲ့မြို့သားလုံခြုံရေးအဖွဲ့ကပိုလုံခြုံတဲ့အစိုးရဆက်သွယ်စနစ်လုံးဝမတုံ့ပဲစကနယ်မှာ group ထောင်ပြီးပြောတာကနေအခုလိုအပြင်လူကိုတတိမထားမိပဲထိလိုက်တာကတော့အင်မတန်ပေါ်ဆတဲ့လုပ်ရဖြစ်ဝေဖန်ခံနေရတာဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ် ယူကရိန်းအတွက်အဆင့်30ပါပြည့်ခတ်ရစေအစီအစဉ်ကိုအမေရိကန်ကအဆိုပြုမယ်လို့ဆိုလာပါတယ်။အမေရိကန်ဟာယူကရရှားရဲ့ယူကရိန်းကြည့်ကြော်စင်မှာအဆင့်30နဲ့ပြည့်ခတ်ရစေအောင်မြင်စေလိုတယ်လို့အင်ဂျီရောအမျိုးသားလွန်ကြော်ကြံပေးပုဂ္ဂိုလ် Mike Wells ကပြောပါတယ်။အမေရိကန်ကိုယ်စားလှယ်ဖွဲ့ကတနင်္လာနေ့မှာဆော်ဒီမှာယူကရိန်းနဲ့ရုရှားကိုယ်စားလှယ်တွေနဲ့ဆွေးနွေးမှုမပြုလို့မီအမေရိကန်သတင်းဌာန Fox News က Mike Wells နဲ့အင်တာဗျူးကိုထုတ်လွှင့်ခဲ့တာပါ။ ရုရှားနဲ့ယူကရိန်းဟာနျူကလ িয়ার တအားပစ်စုံနဲ့ရေနံပိုင်လိုင်းတွေနဲ့တအားပစ်လိုင်းတွေကိုဒရုန်းတွေဒုံးကျည်တွေနဲ့တိုက်ခိုက်တာရပ်တန့်မှုတော့လိုအပ်မယ်လို့ဆိုပါတယ်။ယုံကြည်မှုတည်ဆောက်ရမှာပထမဆင်းရတော့ရုရှားနဲ့ယူကရိန်းကြားပြန်လည်ကျင်းသားတွေလဲလဲဖို့ကအဓိကဖြစ်တယ်ဆိုပါတယ်။ရေးပါတဲ့အခြေခံအဆောက်အုံတွေပေါ့တိုက်ခိုက်မှုတွေရပ်တန့်မှုပုံမှန်ပါတော့အမေရိကန်နိုင်ငံကထုတ်ဖော်မပြောခဲ့ပါဘူး။ပင်လယ်နက်ဒေသအထိအကြမ်းဖက်မှုတွေရပ်တန့်မှုအဆိုပြုခဲ့ပြီးစွန့်ရင်အခြေခံအဆောက်အုံတွေကိုမတိုက်ခိုက်ဖို့ တိုက်တွန်းခဲ့ပါတယ်။တတိယအဆင့်အနေနဲ့ယူကရိန်းနဲ့ရုရှားထိန်းချုပ်ဒေသတချို့နယ်နိမိတ်မျိုးတစ်ခုသတ်မှတ်ရေးသဘောတူဖို့မျှော်လင့်ကြလို့ဆိုပေမဲ့ခက်ခဲမယ်လို့ဝန်ခံပါတယ်။ American ကိုယ်စားလှယ်ဖွဲ့ကတနင်္လာနေ့ဆွေးနွေးမှုမှာအဆိုပြုချက်တင်ပြမှာဖြစ်ပြီးယူကရိန်းကဘလို့တုံ့ပြန်မလဲဆိုတာတော့မေးခွန်းတွေရှိနေပါတယ်။လက်ရှိမှာတော့ဆော်ဒီနိုင်ငံမျိုးတော်ရေးရမှာရုရှားနဲ့ American ဆွေးနွေးပွဲတွေလုပ်ခဲ့သလို ယူကရိန်းနဲ့အမေရိကန်ကြားဆွေးနွေးပွဲတွေလုပ်ခဲ့ပါလေရုရှားကိုယ်စားလှယ်ဖွဲ့ကိုရုရှား FSB ထောက်လှမ်းရေးဖွဲ့ကြံပေးစာဂေးဘီဇီတာကဦးဆောင်ပြီးအမေရိကန်ကိုယ်စားလှယ်ဖွဲ့ကိုထရန့်ရဲ့ထူးကိုယ်စားလှယ်ဒုတိယဗိုလ်ချုပ်ကြီးကစ်ကဲလော့ကဦးဆောင်ပါလေအမေရိကန်ကိုယ်စားလှယ်ဖွဲ့ဟာယူကရိန်းဆွေးနွေးကိုယ်စားလှယ်ဖွဲ့နဲ့လည်းတွေ့ဆုံဆွေးနွေးပြီးနောက်ရမှာတော့ရုရှားဖွဲ့နဲ့ဆွေးနွေးခဲ့တာဖြစ်ပါလေ ယူကရိန်းနဲ့အပြန်အလှန်တွေ့ဆုံဆွေးနွေးရမှာယူကရိန်းဘက်ကကာကွယ်ဝင်ကြီးရူစတန်ဥမာရော့ကတက်ရောက်ပါတယ်။စွန့်ရင်နဲ့အခြေခံဆိုင်ရာအဆောက်အုံတွေဘေးကင်းလုံခြုံရေးနဲ့ယူကရိန်းလုံခြုံရေးအာမခံချက်ပတ်သက်လို့စတင်ဆွေးနွေးခဲ့တယ်ဆိုပါတယ်။ယူကရိန်းကိုယ်စားလှယ်ဖွဲ့မှာစွန့်ရင်ကျွမ်းကျင်ပညာရှင်တွေရေချောင်းနဲ့လေချောင်းစစ်ပတ်ဆိုင်ရာကျွမ်းကျင်သူကိုယ်စားလှယ်တွေလည်းပါဝင်ဆွေးနွေးခဲ့တယ်လို့ကာကွယ်ဝင်ကြီးရူစတန်ဥမာရော့ကရေးသားပါတယ်။ဒါပေမဲ့လောလောဆယ်မှာဘယ်ဘက်ကမှ sorry ဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့ အတည်ပြုထုတ်ပြန်ခြင်းမရှိသေးဘူးလို့သိရပါတယ်ရုရှားသမ္မတပူတင်ဟာလူဆိုးမဟုတ်ပဲကြီးမြတ်တဲ့ခေါင်းဆောင်ဖြစ်ပါတယ်လို့ American Trump သမ္မတ Trump ရဲ့တန်တမာကပြောပါတယ်။ပူတင်ဟာသူ့မိတ်ဆွေဖြစ်တဲ့ Trump တနက်နေ့အပြစ်ခံရချိန်တုန်းကလည်း Trump အတွက်ဆူတောင်းပေးခဲ့ဘူးတယ်။ပူတင်ဟာယုံကြည်စိတ်ချရသူပါလို့ Wiscock ကပြောပါတယ်။ Trump ဟာ ဇူလိုင်၁၃ရက်နေ့ကပန်ဆန်ဘေးနီးယားမှာပြုလုပ်တဲ့မဲဆက်စည်းရုံးမှာလောက်ကျန်ခံရပေမဲ့အသက်သေဆုံးခြင်းမရှိဘဲနေရွက်ကိုကြည်ထိမှန်ပြီးဒဏ်ရာခဲ့ပါတယ်။စတီဗစ်ကော့ကပြီးခဲ့တဲ့ဘက်ကပူတင်နဲ့မော်စကိုမှာတွေ့ဆုံခဲ့တဲ့နောက်သူတို့နှစ်ဦးဆွေးနွေးမှုဟာအပြူသဘောဆောင်ပြီးတော့ပြဿနာတွေကိုကောင်းကောင်းဖြေရှင်းမှုကိုအခြေခံထားကြောင်းပြောပါတယ်။စတီဗစ်ကော့က လက်ရရင်အစီအစဉ်တစ်ခုမှာအစီအစဉ်မူနဲ့အင်တာဗျူးပြုလုပ်ချိန်ပူတင်ဟာလူဆိုးမဟုတ်ကြောင်းပူတင်ဟာယူကရိန်းနဲ့တုံးနေကြဖြစ်နေတဲ့စစ်ပွဲကိုဆုံးသတ်ဖို့ကြိုးစားတဲ့ကြီးမြတ်တဲ့ခေါင်းဆောင်ကြီးလို့ပြောပါရစေ။ကျွန်တော်ပူတင်ကိုသဘောကျတယ်။သူလည်းကျွန်တော်ကိုရိုးသားသားဆက်ဆံခဲ့တယ်လို့ကျွန်တော်ထင်တယ်။ ပူတင်ဟာလူဆိုးမဟုတ်ပါဘူး။ဒါဟာရှုပ်ထွေးတဲ့အခြေအနေပါ။ဒီစစ်ပွဲကြောင့်အခြေအနေတွေရှုပ်ထွေးခဲ့ရတာလို့ Steve Wiskot ကပြောပါတယ်။ဒါအပြင်မဲဆက်စီးပွဲမှာ Trump နဲ့ပြစ်ခတ်ရပြီးကတည်းကပူတင်ဟာအဲ့ဒီတုံ့ပြန်မှုကိုပြန်လည်ပြောပြခဲ့တယ်လို့ဆိုပါတယ်။တမန် Trump နဲ့ပြစ်ခတ်ရခြင်းမှာပူတင်ကစိုးရိမ်ပူပန်ပြီးတော့ဖျားကြောင်းဝင်သွားပြီးတော့တမရကြီးတို့ဆူတောင်းပေးခဲ့တယ်လို့လည်းဆိုပါတယ်။ Trump ဟာ American တမရဖြစ်လာနိုင်တာကြောင့်မဟုတ်ပဲ တို့နိုးကြခင်မင်းရင်းနှီးမှုနဲ့အတူသူမိတ်ဆွေတို့ storm ပေးခဲ့တယ်လို့ Steve Scott ကပြောပါတယ်။ပူတင်အနေနဲ့ကြီးရုရှားပကြီးဆရာတို့ရေးဆွဲထားတဲ့ try ရဲ့ပုံလူပကြီးကောက်လည်းလက်ဆောင်ပေးခဲ့ပါတယ်။ American ကရန်ဘတ်အာနာရှင်ဖြစ်ကာလာရှေရှုမြင်ခဲ့တဲ့ပူတင်ကို Steve Scott ရဲ့ချီးကျူးကွန်မြူစကားဟာ try ရဲ့ဒုတိယသက်တမ်းတွင်ရုရှားနဲ့ American ဆက်ဆံရေးပြောင်းလဲလာတဲ့ချင်းကပ်မှုကိုမိမောင်းထိုးပြနေတာဖြစ်ပါတယ်။ ဇလန်စကီနဲ့ရုရှားနဲ့သဘောတူညီချက်ရဖို့အချိန်ကြပြီဆိုတော့ကိုလက်ခံသင့်တယ်လို့စတီဗ်စကော့ကပြောပါတယ်။ပူတင်ဟာထရန့်ကိုအရင်တော့ကလည်းလက်ဆောင်ပေးပူပါတယ်။2018ခုနှစ်ကလည်းပူတင်ကထရန့်ကိုဘောလုံးတစ်လုံးလက်ဆောင်ပေးခဲ့ပါတယ်။အဲ့ဒီဘောလုံးမှာလိုဝက်ကရီယာတွေတက်ဆင်ထားမှဆိုရင်လည်းအတွက်ထရန့်ကသူ့သားဖြစ်သူကိုမပေးမီထောင်လိုင်းရေးတွေကိုစစ်ဆေးခိုင်းစစ်ခဲ့တယ်ဆိုပါတယ်။ဒါအပြင်ထရန့်အားပူတင်လက်ဆောင်ပေးခဲ့တဲ့ပုံစံမှာလည်းလိုအပ်ခရိယာတက်ဆင်တာချင်းရှိမရှိအစ်စစ်မှုရှိမရှိတော့ချက်ချင်းမသိရသေးပါဘူး။ ထရန့်ဟာပူတင်နှမလက်ဆောင်ကိုလက်ခံရရှိတဲ့ပထမဆုံးသမ္မတတော့မဟုတ်ပါဘူး၂၀21မှာပူတင်ကဆွစ်ဇာလန်နိုင်ငံဂျီနီဗာမှာပြုတ်တဲ့ထိပ်သီးဆွေးနွေးမှာဂျိုးဘိုင်ဒန်နဲ့တွေ့ဆုံစဉ်ဒေါ်လာ၁၂,၀၀၀တန်ဖိုးရှိယွမ်ပစ်တာနဲ့ဘောပင်လည်းပေးပူပါတယ်၂၀23ကသမ္မတဥပမာကိုကျွေးပကံပြားနဲ့ကော်ဖီခွက်နဲ့လက်ဆောင်ပေးပူပါတယ်အခုပုံလူကလည်းအမေရိကန်ခေါင်းဆောင်ကိုပူတင်မေးတဲ့ပထမဆုံးပုံလူမဟုတ်ပါဘူး2014မှာရုရှားသမ္မတက စင်မြာဘုရဲ့290ပြည့်မူနေ့အတွက်ပုံမူပေးဖို့ကကြောင်းသတင်းတွေထွက်ပေါ်ခဲ့တယ်လို့သိရပါတယ်တရကီနိုင်ငံတွင်ဆန္ဒပြမှုတွေကိုအစိုးရကအပြင်းထန်နှိမ်နင်းနေပြီးဖမ်းဆီးခံရသူတထောင်ကျော်ရှိသွားပြီလို့သိရပါတယ်။အတိုင်းခံကောင်းဆောင်အစ္စတန်ဘူမြို့တော်ဝင်ကိုဖမ်းဆီးလိုက်တဲ့အတွက်တရကီနိုင်ငံမြို့ကြီးတွေမှာဆန္ဒပြမှုတွေဇက်တိုက်ဖြစ်ပေါ်ရမှာဖမ်းဆီးခံရသူပေါင်း1100ကျော်ရှိနေပြီလို့သိရပါတယ်။ ဆန္ဒပြပိုင်ခွင့်ကိုအလွဲ30နေသူများရှိကြောင်းနဲ့လမ်းမတွေပေါ်အကြမ်းဖက်မှုကိုလုံးဝသိချင်မှာမဟုတ်ဘူးလို့တရကီအစိုးရကကြေညာပါတယ်။တမန်အာရိုကန်ရဲ့ပြိုင်ဘက်အစ္စတန်ဘူမြို့တော်ဝန်အီမာမိုဂလူကိုဘော်ဒူနေကအကျင့်ပြချောက်ဆောင်မှုဆွဆွဲချက်နဲ့ဖမ်းဆီးပြီးနောက်ဆန္ဒပြပွဲတွေစတင်ခဲ့တာဖြစ်ပါတယ်။အီမာမိုဂလူကအစိုးရရဲ့ဆွဆွဲချက်တွေဟာနိုင်ငံရေးအရရွယ်ချက်ရှိရှိလှုပ်ဆောင်တာလို့ပြောထားပြီးတမရအာရိုကန်ကဒါကိုညှင်းပါတယ်။ တွင်ဒီသမရွေးကောက်ပွဲကို2028ခုစီစဉ်ထားခြင်းမရှိသေးမယ့်မြို့တော်ဝန်အီမာမိုဂလူကိုသူ့ပါတီရဲ့ကိုယ်စားလှယ်လောင်းဖြစ်မဲပေးတည်ပြုထားပြီးဖြစ်ပါတယ်။အီမာမိုဂလူဟာတနင်္ဂနွေညကထောင်မှအိတ်ခဲရပြီးသူ့ကိုရုံးနေစစ်ဆေးဖို့အာနာပန်နီကအပြင်းထန်ဆောင်ရွက်နေပါတယ်။အဲဒီလိုဆောင်ရွက်နေတဲ့ကြားမှာပဲဆန္ဒပြမှုတွေကလည်းအရန်ကိုအရှိန်မြင့်လာတာဖြစ်ပါတယ်။အခုလိုမျိုးအကြမ်းဖက်တဲ့ပုံစံပေါက်လာတဲ့ဆန္ဒပြမှုတွေဟာစိုးညစ်တဲ့လုပ်ရလို့တူဂီသမရအာဒုဂန်ကဆွဆွဲပြောပါတယ်။ အာနာဘင်အင်မတ်မိုဂလူဟာသူ့ဟာဘာပြစ်မှမကျူးလို့ကြောင်းတယ်သူ့ကိုအစိုးရကနိုင်ငံရေးအရလောက်ကြံတာလို့ပြောနေပါတယ်မလ24ရက်နေ့မှာဆန္ဒပြပွဲတွေပုံမိုအချိန်ကောင်းလာပြီးအစ္စတန်ဘူမြို့တော်ခမ်းမပါဝင်နေရာအချို့မှာဆန္ဒပြသူတွေနဲ့လုံခြုံရေးတပ်ဖွဲ့တွေကြားပြည်ပကဖြစ်ခဲ့ပါတယ်ရဲတွေကရာဘာဂျီတွေမိသက်ပိုက်တွေမြေယိုဘုံတွေတုံးပြီးဖြိုခွဲခဲ့ပါတယ်ဆန္ဒပြပွဲတွေပုံမိုအချိန်မြင့်မလာခင်ကတည်းကဆန္ဒပြသူ1100ကျော်ကိုဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ် နိုင်ငံရဲ့အကြီးဆုံးမြို့ဖြစ်တဲ့အစ္စတန်ဘူမှာဖြစ်နေတဲ့ဆန္ဒပြပွဲတွေဟာတော်တော်လေးကိုစိုးသွမ်းပါတယ်လို့ဆိုပါတယ်အတိုက်ခံပါတီတွေဟာစုပူမှုတွေကိုမီးစဖြစ်ပေးနေတာလို့အာဒိုဂန်ကဆိုပါတယ်ဒါအပြင်မိမိကိုမဟုတ်မမှန်ဆွဆွဲပြောဆိုမှုတွေရတန်းကရပ်ဖို့အာဒိုဂန်ကပြောပါတယ်အတိုက်ခံ Republican ပြည်သူ့ပါတီ CHP ရဲ့ခေါင်းဆောင် Gus Orzel ကတော့ဆန္ဒပြမှုတွေဟာဖက်ဆစ်ဝါဒကိုစန့်ကျင်တဲ့လူမှုဖိဆန်မှုလို့ပြောပါတယ်မိမိဟာဖက်ဆစ်မဟုတ်ဘူးလို့အာဒိုဂန်ကပြန်ပြောပါတယ် လက်ရှိ Republican ပြည်သူ့ပါတီဟာအဖမ်းခံရတဲ့ Iman Moglu ကိုပဲ2028အတွက်ပါတီကိုစားပြုသမ္မတလောင်းနေရာမှာတင်မြှောက်ဖို့ဆုံးဖြတ်ထားဆဲဖြစ်ပါတယ်။အာရိုကဟာလွန်ခဲ့တဲ့နှစ်ပေါင်း20လောက်တွင်းကလည်းသမ္မတနဲ့ဝန်ကြီးချုပ်ရာထူးတွေကိုထပ်ခါတလဲလဲပြောင်းလဲရယူပြီးနိုင်ငံကိုအုပ်ချုပ်ခဲ့တာပါ။သူဟာသမ္မတတန်ကို20ပြည့်အောင်ထမ်းဆောင်ပြီဖြစ်တဲ့ကြောင့်လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြောင်းလဲဘူးဆိုရင်2028ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ခွင့်မရှိတော့ပါဘူး။ဒါပေမဲ့အာရိုကန်ဟာ နိုင်ငံအာဏာကိုလက်လွတ်မဲ့လားလားမရှိဘူးလို့လိလာသူတွေကသုံးသပ်ပါတယ်။အီမန်မိုဂလူကတော့လက်ရှိတူရကီနိုင်ငံရေးမှာအာရိုဂန်ကိုစိန်ခေါ်နိုင်မှုအလားအလာအကောင်းဆုံးပြန်ပတ်ဖြစ်မှတ်ယူထားခြင်းခံရတာဖြစ်ပါတယ်။ဒီ OA ကိုပိတ်သိမ်းမှုနဲ့ပတ်သက်ပြီး Trump ကိုတရားစဆွဲပြီးလို့သိရပါတယ်။ Voice of America VOA ဝန်ထမ်းတွေသတင်းတောက်တွေတမကတွေနဲ့ Nelson Cha သတင်းတောက်များအဖွဲ့ IFS ဆိုတော့က ထရပ်ဆိုရဖွဲ့ကိုတရားဆွဲဆိုခဲ့ကြပြီးအမေရိကန်ဆိုရအနေနဲ့သတင်းဌာနတွေကိုပိတ်ထိန်ပိတ်သိမ်းခြင်းဟာဥပဒေကိုချိုးဖောက်တယ်လို့ဆိုပြီး VOE ကို ပြန်ဖွင့်ဖို့တောင်းဆိုပါတယ်ဒီတရားဆွဲဆိုမှုကိုတောက်ကြနေညပိုင်းမှာနယူးယောက်တောင်ပိုင်းခံတရားရုံးကိုတင်သွင်းခဲ့ပြီးတမကအချို့ RSF နဲ့ VOE သတင်းထောက်ချုပ်တို့က VOE ရဲ့မိခင်ကုမ္ပဏီ US Agency for Global Media ရဲ့ RAI Director Vita Moise နဲ့အထူးကြံပေးပုဂ္ဂိုလ် Carrie Lake တို့ကိုတရားဆွဲပါတယ် ဗီအိုရဲ့ဌာနချုပ်မူပက်စီဝီတာကုစဝါယာဟာအခုမှမှအဓိကတရားလိုဖြစ်သွားတယ်။တရားလိုတွေကသတင်းဌာနကိုပိတ်တင်မှုထရန့်အစိုးရဖွဲ့ကြိုးပမ်းမှုဟာ VOA ဝန်ထမ်းတွေရဲ့ပထမအကြိမ်ပြင်ဆင်ချက်အခွင့်အရေးကိုချိုးဖောက်ခဲ့တယ်ဆိုပြီး USAGM ရဲ့ထောက်ပံ့ခံသတင်းဌာနကိုပြန်ဖွင့်ပေးဖို့ RFE IFA ဒါအပြင် MBN တို့အတွက်ရန်ကုန်ငွေတွေပြန်လည်ပေးဖို့ပါတောင်းဆိုထားပါတယ်။ကမ္ဘာအနေနဲ့အများဆုံးမှာရွေကျက်ရှိတဲ့သတင်းရင်းမြစ်တွေပျောက်ကွယ်နေပြီး စင်စာဖြစ်ထားတဲ့သတင်းမီဒီယာတွေပဲကြံ့ရင်းခဲ့တယ်လို့တရားလူတွေကတရားဆွဲဆမှုမှာဖော်ပြခဲ့ပါတယ်။တောင်ကိုရီးယားဝန်ကြီးချုပ်ပေါ်လွှတ်တော်ရဲ့ဆွဆွဲဖြစ်တယ်မှုကိုအချိန်ကဥပဒေခေရုံကပယ်ဖြတ်လိုက်ပါတယ်။ယာရုကလည်းစိုင်းငံ့ထားတဲ့ဝန်ကြီးချုပ်ဟန်တဆိုးကိုမူလယာရုမှာပြန်ခန့်အပ်ဖို့တောင်ကိုရီးယားအချိန်ကဥပဒေခေရုံကအဆုံးဖြတ်ပေးခဲ့ပါတယ်။တမန်ရောင်ဆက်ယူဟာမလကောင်းနေမှာ ရေးပေါ်ဆေးအုပ်ချုပ်ရေးအမိန့်ကြီးညာခဲ့တဲ့နောက်ပိုင်းနိုင်ငံရေးကရက်တွေအကြီးအကျယ်ထားနေတဲ့တောင်ကိုရီးယားမှာခုံရုံးရဲ့အခုဆုံးဖြတ်ချက်ဟာထင်ရှားဆုံးအရေးဖြစ်လာပါတယ်။ရောင်ဆက်ရွယ်ဆေးအုပ်ချုပ်ရေးကြီးညာမိန့်ဟာပြည်သူတွေနဲ့လွတ်တော်ရဲ့ပြင်းထန်ကောက်ကွက်မှုကြောင့်6နိုင်ကျော်သာတက်တန်းခံခဲ့ပြီးအဲဒီကိစ္စနောက်ဆက်တွဲဖြစ်နှလုံးဆက်ရောင်ဆက်ရုပ်ကိုယ်တိုင်လည်းယာတို့ကအဆိုင်ညံခံထားရပါတယ်။ကျောင်းဆက်ရွာလွတ်တော်မဲခွဲဆုံးဖြတ်မှုရာဆွဆွဲပြစ်တင်မှုတွေခံရပြီးယာတို့ကလည်းဆိုင်းငံ့ခံထားခဲ့ရတာပါ ဒါကြောင့်ဝန်ကြီးချုပ်ဟန်ဒဆိုးဟာယာယီသမားအဖြစ်တောင်းယူခဲ့ပေမဲ့တိုက်ခတ်နေဦးဆောင်ပြီးလွှတ်တော်မှာဆွဆွဲပြစ်တင်မဲ့ခွင့်မှုကြောင့်ဟန်ဒဆိုးလည်းယာလူကဆိုင်းငဲ့ခြင်းခံရပါတယ်။မလ24ရက်နေ့မှာတော့ခုံယုံကဝန်ကြီးချုပ်ဟန်ဒဆိုးပေါ်ဆွဆွဲပြစ်တင်မှုတွေကိုကြားလာပယ်ဖျက်ခဲ့ပြီးအဲဒီအတွက်သူဟာယာယီသမားနေရာကိုချက်ချင်းပြန်ရခဲ့ပါတယ်။ခုံယုံရဲ့မှန်ကန်မျှတာတဲ့ဉာဏ်ပညာပြည့်ဝတဲ့အဆုံးဖြတ်အတွက်ဝမ်းနဲ့တာကြောင့်ကျေးဇူးနဲ့တင်ကြောင်းဟန်ဒဆိုးကဆိုပါတယ်။ တို့ရာလူကလည်းဆိုင်းငံ့ထားတဲ့ကာလာတွင်နိုင်ငံကိုအစွမ်းကုန်ဦးဆောင်မှုပေးခဲ့တဲ့ဆိုးရောက်ဖွဲ့ဝင်တွေကိုလည်းချီးကျူးခဲ့ပါတယ်။ဟန်ဒါဆိုးပေါ်လွတ်တော်ရဲ့ဆွဆွဲပြစ်တင်မှုကိုကြားနာတဲ့ခုံရုံးတရားသူကြီးရှိအောင်မှာနှစ်ယောက်ကကန့်ကွက်နေမယ်။တန်တဲ့သူတွေကတော့လွတ်တော်ရဲ့ဆွဆွဲပြစ်တင်ပိုင်ခွင့်ဟာမှန်ကန်သိမ့်တော်တယ်လို့ဆုံးဖြတ်ပါတယ်။ဒါပေမဲ့ဟန်ဒါဆိုးဟာဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ခဲ့ပါတယ်ဆိုတဲ့ခိုင်မာတဲ့အထောက်အထားမျိုးရှိခဲ့ကြောင်းခုံရုံးကြေညာချက်မှာဖော်ပြပါတယ်။ အသက်85နှစ်အရွယ်ဟန်ဒါဆိုဟာတောင်ကိုရီးယားရဲ့သမ္မတ50လက်အောက်မှာကွဲပြားတဲ့ခေါင်းဆောင်မှုတာဝန်တွေကိုယူခဲ့တဲ့နိုင်ငံရေးခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။သူအပြိုင်ပတ်နိုင်ငံရေးအင်အားစုတွေကြားမှာလေးစားလက်ခံလောက်တဲ့ပုံရိပ်ဖြစ်ရှိခဲ့ပြီးမြင်မယ်။ရောင်စက်ရွယ်ရဲ့စေုပ်ချုပ်ရေးကြီးညာမှုကိုဟန်တားဖို့ထိတိယောက်အာမထုတ်ခဲ့ကြောင်းဆွဆွဲခဲ့ပြီးရောင်စက်ရွယ်နေသူသူ့ကိုပါဆွဆွဲပစ်တင်ကြောင်းမဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ရောင်စက်ရွယ်ဟန်တားဆိုပါယာဒုကဆိုင်းငံ့ခံထားရခြင်း ဗန်နိုင်ဝင်ကြီးချွိုင်ဆန်မော့ဟာယာယီသမရဖြစ်တောင်းယူခဲ့ပါတယ်ခေါယုံကလောလောဆယ်ယာရုကစိုင်းကခံထားတဲ့တမရယုံဆက်ယူရဲ့ယာရုနာကကိုလည်းရပ်ပိုင်းလင်းဆုံးဖြတ်ပေးဖို့ရှိနေပါတယ်။ယောင်ဆက်ယူကတော့တမရရဲ့လုံပိုင်ခွင့်မှာရွေးပေါ်ဆုပ်ချုပ်ရေးမိတ်ကြီးညာခွင့်ကိုခွင့်ပြုထားပြီးဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်မှုလောဘမရှိခဲ့ဘူးလို့ပြောပါတယ်။တကယ်လို့ခေါယုံကယောင်ဆက်ယူဟာလွတ်တော်ရဲ့ဆွဆွပြစ်တင်နဲ့ထိုက်တန်တယ်လို့စီရင်ချက်ချမှာဆိုရင်တော့ တမရဖြစ်ကနေအပီးတိုင်းဖေရှားခံရမှာပါအဲ့ဒီခါတောင်ကိုရီးယားဟာနှစ်လအတွင်းရွေးကောက်ပွဲကျင်းပပြီးတမရသစ်တို့ကိုတင်မြှောက်သွားရမှာဖြစ်ပါတယ်မော်တော်ယာဉ်လုပ်ငန်းစုကြီးတွေရဲ့ကားစယုံတွေမှာစယုံဤပညာတွေတုံးချနေတာစေတုနှစ်နှစ်ချီကြာမြင့်ခဲ့ပြီးပါပြီဥပမာပြောရမယ်ဆိုရင်ကားစိတ်ပန်းတွေတက်စင်တဲ့စယုံလက်တံမျိုးတွေကိုကြည်ကြဲပြန့်ပြန့်အသုံးပြုနေပါတယ်ဒါပေမဲ့ဂျောင်းမီရဲ့နာမည်ကျော်မော်တော်ယာဉ်လုပ်ငန်းစုကြီး Mercedes Benz ကတော့ကုမ္ပဏီရဲ့စေုပ်နီးပညာပေါင်းဆက်သုံးချောင်းမှုကိုနောက်တစ်ဆင့်မြင့်တင်တဲ့အနေနဲ့လူတူဆက်ရုပ်တွေကိုလုပ်ငန်းခွင်ထဲမှာထည့်သုံးနေပြီဖြစ်ပါတယ်။ဂျာမနီနိုင်ငံပါလီမန်ရှိတဲ့ Mercedes Benz စေုပ်တစ်ခုမှာလူတူဆေးုပ်တွေအသုံးပြုမှုကိုစံသက်အဆင့်စတင်နေပြီးရလဒ်တွေလည်းကောင်းမွန်နေဆိုပါတယ်။ Mercedes Benz ကအထူးမှယူထားတဲ့လုပ်ငန်းခွင်သုံးဆေးရုပ်တွေကို American company တစ်ခုဖြစ်တဲ့ Aptronic က ထောက်ပံ့ပေးနေပါတယ်အဲ့ဒီကုမ္ပဏီဟာတက်ဆက်လူတူဆဲရုပ်တက်ခွဲသုတေသနဌာနရဲ့လုပ်ငန်းခွဲဖြစ်2016မှာစတင်ထူထောင်ထားတာပါအာဘိုလိုလိုနာမည်ပေးထားတဲ့လူတူဆဲရုပ်တွေဟာခုတော့မာစီဒီဘန်စ်ရဲ့ဆဲရုပ်ထဲမှာလူသားလုပ်ဖို့ကံပဲနေတူတူပါဝင်လုပ်လုပ်နေပါတယ်လောလောဆယ်မှာအဲ့ဒီဆဲရုပ်တွေကိုလူပစ္စည်းတည်ယူပို့ဆောင်မှုနဲ့ အလုတ်သဘောရတူညီတဲ့လှုပ်ရှားမှုတွေကိုပဲအချင်းချင်းလောက်ရတဲ့တာဝန်မျိုးတွေပဲခိုင်းစေထားသေးတယ်လို့ဂျာမန်မော်တော်ယာဉ်လုပ်ငန်းစုကြီးကပြောပါတယ်။အာပိုလိုစရုပ်တွေဟာထောက်ကုံသစ်မော်တော်ကားတွေရဲ့ကနအူးအစ်စ်ရေသွေးစစ်ဆင်မှုတာဝန်မျိုးကိုလည်းယူနိုင်စွမ်းရှိပါတယ်။အကောင်းဆုံးချက်ကအာပိုလိုစရုပ်တွေဟာစွမ်းရည်သုံးစွမ်းမှုပမာဏနည်းနည်းနဲ့အလုပ်လုပ်နေတာဖြစ်သလိုတအားကုန်ကန်ကြီးကိုယ့်ဘာသာကိုအားသွားသွင်းလိမ့်ရှိပါတယ်။ လူတူစေယုတ်တွေကိုလုပ်ငန်းခွင်မှာတုံးဖို့ကြံစီနေတဲ့တခြားကားကုမ္ပဏီတွေလည်းရှိပါတယ်။ Reagan လက်စကားကုမ္ပဏီ Tesla ဟာကိုပိုင်လူတူစေယုတ်တွေတီထွင်ဖို့ကြိုးစားနေပြီ။ German ကားကုမ္ပဏီကြီး BMW ကလည်း Reagan နိုင်ငံတောင်ပိုင်း Carolina ကကားစေယုတ်နယ်မှာအစင်းမြင့်စေယုတ်တွေကိုစမ်းသပ်တုံးဆွဲနေပါတယ်။2024ခုနှစ်မှာတရုတ်ရဲ့ Downfan Motor ကားကုမ္ပဏီဟာငြိမ်သိမ်းတု AI ပညာအသုံးပြုပြီး ဆဲယုတ်တစ်ခုကိုလက်တွေ့စံတက်စတင်အသုံးပြုခဲ့ပါတယ်အပိုလိုနဲ့တူညီစွာပဲတောင်ဖိုင်းရဲ့ဆဲယုတ်ဟာလည်းပစ္စည်းသယ်ယူမှုနဲ့အရေးသွေးစစ်ဆေးမှုတွေကိုအဓိကတာဝန်ယူကန်တွယ်ပေးနေတာလို့သိရပါတယ်တရုတ်နိုင်ငံကကမ္ဘာပထမဆုံးမာရသွန်ဆက်ရုပ်အပြေးပြိုင်ပွဲကျင်းပမယ်ဆိုပါတယ်။ပေကျင်းမှာအပီလ7ရက်နေ့မှာကမ္ဘာပထမဆုံးဆက်ရုပ်မာရသွန်ပြေးပြိုင်ပွဲကျင်းပမှာပေါ့။လူတူဆက်ရုပ်တွေဟာ73မိုင်ပြေးရမှာဖြစ်ပါတယ်။အဲ့ဒီပြိုင်ပွဲမှာဆက်ရုပ်တွေရဲ့အမြန်နှုန်းလင်းမြန်မှု ခန္ဓာရင်ရှိမှုကိုစမ်းသပ်မှဖြစ်ပြီးတရုတ်ရဲ့စစ်ရုပ်နည်းပညာကိုပြသမှဖြစ်ပါတယ်။ပြိုင်ပွဲဝင်တွေကစစ်ရုပ်ကိုဝေးကနေထိန်းချုပ်နိုင်တယ်လို့လူလျောက်ပြီးမဲ့စစ်ရုပ်တွေလည်းပါပါတယ်။အနိုင်ရသူကိုဒေါ်လာ690ဒေါ်လာယွမ်9000ချီးမြှင့်မှဖြစ်ပြီးတဘာဝအကြဆုံးပြေးနိုင်တဲ့စစ်ရုပ်လူကြိုက်အများဆုံးစစ်ရုပ်နဲ့ပန်းဝင်တဲ့စစ်ရုပ်စသဖြင့်တခြားစုတွေလည်းပြီးရမှာပါ။ အရိပြမမတကပါလုံးကအစိုးရကုမ္ပဏီတွေသုတေသနအဖွဲ့အစည်းတွေတက္ကသိုလ်တွေပါဝင်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်တရုတ်ဟာစပိန်စီးနိုင်တဲ့လူလူဆေးဥကိုပါပြသလိုက်တယ်လို့သိရပါတယ်။တရုတ်မှာ Agibot ဆေးဥကုမ္ပဏီကလူသားတွေနေပါလင်မှန်ဖြတ်လက်တဲ့လင်းရှင်း H2 လူလူဆေးဥကိုပြသလိုက်ပါတယ်။ဆေးဥဟာလမ်းလျှောက်နိုင်ပြေးနိုင်ကနိုင်စပိန်စီးနိုင်ပြီးဟိုဘာဘုတ်ပေါ်မှာတော့ဟန်ချက်ညီစွာစီးနိုင်ပါတယ်။ အရင်အမြင့်၄ပေ၃လမရှိပြီး၄ချိန်က84.6ပေါင်မှာအစင်းမြင့် AI နည်းပညာထည့်သွင်းထားပါတယ်။ဆေးဟာလူတွေရဲ့မျက်နှာအမူအရာနဲ့အတန်တုံးကိုခွဲခြားစိတ်ဖြာနိုင်ပြီးစိတ်ခံစားချက်တွေကိုလည်းသိနိုင်ပါတယ်။လူတွေနဲ့ကောင်းမွန်စွာဆက်ဆံနိုင်ပါတယ်။ဆေးဟာလူသားတွေကိုနေ့စဉ်ပွားတွေမှာကူညီပေးနိုင်ပြီးစာဖတ်ပြတာကနေအကြံဉာဏ်ပေးတာထိလုပ်နိုင်ပါတယ်။ ိုနေဟန်ထားတဲ့လူသားတွေကိုဆက်သွယ်နိုင်ပါလေနေမှာသုံးနိုင်တဲ့အပြင်ကျမ်းမာရေးပညာပေးလုံခြုံရေးလိုအလုပ်တွေမှာတခြားဆေးရုံတွေနဲ့ပါပူးပေါင်းအလုပ်လုပ်နိုင်တယ်လို့သိရပါတယ် တူတန်ကလည်းဆိုလာခေါမိုးပါတဲ့ရွယ်စားအလွန်သိငယ်တဲ့ EV ကားလေးကိုမိတ်ဆက်ပြလိုက်ပြီလို့သိရပါတယ်။ EV ကားတွေကိုနေအောင်ကြီးစွန့်ရင်နဲ့အာသွန်နိုင်ရင်အတော့ကိုကောင်းမှာပါခရတိုတာကအဲ့ဒီလိုကားကျင်ညာလိုက်ပါတယ်။ FD မီလို့နာမည်ပေးထားပြီးကားခေါမိုးမှာတက်ထားတဲ့ဆိုလာပန်နယ်ကနေကားကိုအာသွင်ပေးနိုင်ပါတယ်။နေအောင်ကြီးကရတဲ့စွန့်ရင်နဲ့တရက်ကို19မိုင်မောင်းနှင်နိုင်ပါတယ်။အားပြည့်အသွင်ထားရင်62မိုင်မောင်းနှင်နိုင်ပါတယ်။အဲ့ဒီကရုံသွားရုံပြန်တဲ့မြို့ထဲမှာစီးပိုးဒီဇိုင်းထုတ်ထားပါတယ်။ ရွေးစားသင်းခဲ့ပြီးအရှိက68လက်မပဲရှိပါတယ်ကော့ဖ်ကတ်ရွေးစားလို့ပဲရှိတဲ့အတွက်ကားပတ်ကင်ထုံးရင်လည်းအဆင်ပြေပါတယ် FTM ကိုစွန့်ပစ်ပစ္စည်းတွေနဲ့တိစောက်ထားပြီးတော့တာမန်ကားတွေထက်ကာဗွန်ထုတ်လွှတ်မှု90%ကနေ short ချပေးနေပါတယ်တိုတာဟာရွေးစားကြီး EV ကားတွေထက်စွန့်ရင်သုံးစွမှုဟာသုံးစနဲ့တဲ့ပြောပါတယ်ခြေတော့သုံးစရာမလိုပဲလက်နဲ့ပဲမောင်းနေတဲ့အတွက်ဝှေးချဲယူစားတွေပါမောင်းနေနေပါတယ်ဒေါ်လာ1000ဝန်းကျင်နဲ့ရောင်းချမယ်လို့တိုတာဘက်ကကြေညာထားပါတယ် မောင်းသူမဲ့ကားတွေကိုဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာဆန်းသက်နေပါတယ်။ခုတော့စပိန်နိုင်ငံဘာစီလိုနာရဲ့လမ်းတွေပေါ်မှာမောင်းသူမဲ့လျှက်စစ်ဗကားတွေရောက်ရှိလာပြီဖြစ်ပါတယ်။ပြင်သစ်ရရီနော့ကားကုမ္ပဏီကဘာစီလိုနာမှာမောင်းသူမဲ့လျှက်စစ်မီနီဘတ်ကားတွေဆန်းသက်နေပြီးပြည်သူတွေကိုခမဲ့စီကွင်ပြုထားပါတယ်။လျှက်စစ်ဘတ်ကားဟာဘာစီလိုနာမှာနှစ်တသမနှစ်ကီလိုမီတာခရီးကိုမောင်းသူလိုက်ပါခြင်းမရှိဘဲပြေးဆွဲပေးနေပါတယ်။မှတ်တိုင်လီကူမှာရင်နာပါတယ်။ အဲ့ဒီ Renault ကအဲ့ဒီ bus car ကိုမောင်းသူမဲ့ကားတွေကိုဖန်တီးနေတဲ့ we ride နဲ့ပူပေါင်းတီထောင်ထားတာပါမောင်းသူမဲ့စနစ်အတွက်ကားမှာကင်မရာ၁၀လုံးနဲ့ leader ၈လုံးတပ်ဆင်ထားပါတယ်တနအီကို25မိုင်အမြန်လုံးနဲ့မောင်းနှင်နိုင်ပြီးအားပြည့်သွင်းထားရင်85မိုင်မောင်းနိုင်ပါတယ်။ Reno ဟာပြင်သစ်နိုင်ငံ Valencia နဲ့ Switzerland နိုင်ငံ Zurich လေဆင်းမှာမောင်းသူမဲ့ကားတွေကိုပါစမ်းသပ်ဖို့စီစဉ်ထားတယ်လို့သိရပါတယ်။ နိုင်ငံတကာဘောလုံးနိုင်ပွဲအများဆုံးဂေးနဲ့ကပတ်စံချိန်ကိုစီယိုနယ်တို့ရရှိသွားပါတယ်။ပေါ်တူဂီသင်္ကောဆောင်စီယိုနယ်တို့ဟာမြို့သားနိုင်ငံတကာဘောလုံးလောကမှာနိုင်ပွဲအများဆုံးကစားသမားဖြစ်ဂေးနဲ့ကပတ်စံချိန်တွေမှတ်တမ်းရရှိခဲ့ပါတယ်။ရော်နယ်ဒိုဟာပေါ်တူဂီသင်ကဒိမက်သင်္ကောင်း၅ဂိုး၂ဂိုးနဲ့အချိန်ပိုမှာနိုင်ရရှိခဲ့တဲ့ကတ်တာဖိုင်နယ်ဒုတိယကြော့ပွဲစဉ်မတိုင်ခင်မှာ ဒီဂုံပြုမတန်းလက်ခံရရှိခဲ့တာပါဘလွန်ဒီအော်စုကို၅ချိန်တန်းရရှိထားတဲ့ရော်နယ်ဒိုဟာရီယယ်သင်းဘောဟောင်းရာမိုးစ်ရဲ့စံချိန်ကိုကျော်ဖြတ်ပြီးနိုင်ငံတကာဘောလုံးပွဲတွေမှာနိုင်ပွဲ132ပွဲနဲ့နိုင်ပွဲအများဆုံးကစားသမားဆိုပြီးစံချိန်သစ်တင်နိုင်ခဲ့တာပါအသက်40အရွယ်ရှိတဲ့ရော်နယ်ဒိုဟာအမျိုးသားနိုင်ငံတကာဘောလုံးလောကမှာဂိုးသွင်းအများဆုံးကစားသမားအဖြစ်ဂိမ်းနဲ့ကမ္ဘာစံချိန်တင်ထားတာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာဒိမက်အသင်းရဲ့ပွဲစဉ်ရဲ့ပွဲချင်း6မိနစ်မှာရရှိတဲ့ပန်နယ်တီကိုဂိုးဝင်အောင်မသွင်းနိုင်ခဲ့ပေမဲ့ဒုတိယပိုင်းပွဲချင်း82မိနစ်မှာပေါ်တူဂီအသင်းအတွက်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ရော်နယ်ဒိုဟာဒီသွင်းဂိုးကြောင့်ပဲ22နှစ်ဆက်တိုက်နိုင်ငံတကာသွင်းဂိုးကိုရယူနိုင်ခဲ့တာပါ။ရော်နယ်ဒိုဟာလက်ရှိချိန်မှာပေါ်တူဂီအသင်းအတွက်236ပွဲပါဝင်ကစားပြီး136ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ပေါ်တူဂီအသင်းဟာဒိမက်အသင်းကိုပထမကြော့ပွဲစဉ်မှာတကူကူမရှိနဲ့ရေးနှင်းခဲ့ပေမဲ့ဒုတိယကြော့မှာ 3ခု2ခုနဲ့အနိုင်ရရှိခဲ့ပါတယ်။ဒါကြောင့်2ကြော်ပေါင်းရလက်3ခုစီတည်ကြနေခဲ့လို့အချိန်ပိုဆက်ကစားခဲ့တာမှာပေါ်တူဂီအသင်းကအနိုင်ခုနှစ်ခုသွင်းပြီးဆီမီဖိုင်နယ်တက်နိုင်ခဲ့တာပါ။ပေါ်တူဂီအသင်းဟာဆီမီဖိုင်နယ်မှာဂျာမနီနဲ့ရှင်ပြိုင်မှာဖြစ်ပြီးနောက်ထပ်ဆီမီဖိုင်နယ်ပွဲစဉ်ဖြစ်ပြင်းထန်တဲ့စပိန်တို့ရှင်ပြိုင်မှာဖြစ်တာအဲ့ဒီပွဲတွေကိုဇွန်လတဲ့ကျင်းပတော့မှာဖြစ်ပါတယ်။